ဒန်ဂျင်တစ်ခုလုံးကိုရှင်းပြီးသွားတဲ့အတွက်ကြောင့်အပေါ်ကိုပြန်ရောက်လာပြီးအပေါ်မှာရှိတဲ့စုံစားသူတွေကတော့ပါဇက်အဟောင်းသားနဲ့အံ့ဩနေကြရပါတယ်။နောက်ငယ်ငယ်လည်းပြန်လာပြီးဆိုတဲ့သတင်းကိုကြားလိုက်ရတာကြောင့်အပြေးလေးလာပြီးစုံစားသူအဖွဲ့အစည်းကိုခေါ်သွားခဲ့ပါတယ်။ ဟိုရောက်တော့မင်းတို့တွေအမှသွားပြီးတက်ခိုက်ခဲ့တာဘာတွေရလာလဲလို့တိခေါကြည့်တော့ရတနာတစ်တာတွေနဲ့သူရလာတဲ့တခြားဟာတွေကိုပြလိုက်ပြီးဓာတ်ကိုတော့တင်းထားလိုက်ပါတဲ့ဒလုံနဲ့ပဲရေချိုးအနားယူကြပြီးနုပြော်ရည်လေးကိုအေးစေးလေးတောက်လိုက်ကြပါတဲ့နဂါပေါက်စားနဲ့ဆူဤတို့ကတော့နုပြော်ရည်ကိုတောက်ကအရန်ကောင်းလုံးနဲ့ရတာကြောင့်ဒီပြော်ရည်ကိုတသက်လုံးတောက်နိုင်တယ်လို့ရှာယိုးမရှိတိုင်းလျှောက်ပြောနေပါတဲ့အစကတော့ရှာယိုးမရှိတိုင်းလျှောက်ပြောတာသူမတယောက်တည်းလို့ထင်ထားခဲ့ပေမဲ့အခုတော့နဂါပေါက်စားတစ်ကောင်မှရှိပါသေးတယ်ဖဲကိုလည်းရင်ရင်ချိုးပြီးမှနုပြော်ရည်ကိုတိုက်မယ်လို့ပြောလာတော့ဖဲလည်းရင်မချိုးခြင်းကကြီးကြနေပြီးအဲအချိန်မှာအော်တန်တစ်ခုကိုကြားလိုက် 也罢嘞。 ကလေးနှစ်ယောက်ကိုအော့ရကောင်ကလိုက်တိုက်ခိုက်နေတာကြောင့်အပြေးနေရပြီးမူကိုယ်တာတွေ့လိုက်ရချိန်မှာတော့အော့ကိုတတ်ပေးလိုက်ပါတယ်။ကလေးလေးနှစ်ယောက်လည်းကျေးဇူးတင်ပါတယ်လို့ပြောကဒီအော့ကိုကျွန်တော်တို့ယူလို့ရမလားလို့မူကိုယ်တာကိုမေးတော့မူကိုယ်တာလည်းရပါတယ်လို့သာပြန်ပြေးလိုက်ပါတယ်။ဒါနဲ့ဘာလို့တတို့မျိုးအော့လိုက်နေတာကိုခံရတာလဲလို့မူကိုယ်တာမေးကြည့်တော့သူတို့မောင်နှမကတစ်ချိန်လုံးကအားလုံးအဆင်ပြေကြပါတယ်။ဒါပေမဲ့တနေ့မှာတော့အဖေကဒန်ဂျင်ထဲကိုသွားပြီးငွေရှာဖို့လိုတာကနေကျွန်တော်တို့မိသားစုကခက်ခဲလာတော့တာပါပဲ။အဖေကဒန်ဂျင်ထဲကနေပြန်မလာ။ဒါအပြင်အမေကယောဂရပြီးအဲ့ရတဲ့ဘုံဘုံလဲနေတာကြောင့်ကျွန်တော်တို့ညီငွေရှာဖို့ဖြစ်လာရတာပါလို့ ှင်းပြလိုက်ပါတော့တဲ့ဖဲရိုကတော့အတော်လေးကိုပိုက်စားနေကြတာကြောင့်မူကိုရာကိုဟင်းချက်ခိုင်းလာပြီးမူကိုရာလည်းအရင်ဆုံးကြက်တုံနေကိုနှက်ချန့်လိုက်ပြီးဒဲအိုးတဲကိုထဲ့ကျော်လိုက်ပါတဲ့အဲ့ဒါပြီးတဲ့နောက်မှာအမည်မသိအသားကိုကြောက်ကဟမကပုံစံလုပ်လိုက်ပါတော့တဲ့ဖဲကောကလေးလေးတို့ကမူကိုရာချက်ထားတဲ့ဟမကကိုကောင်းကောင်းလေးစားလိုက်ကြကဘိုက်ပြပြနဲ့အိပ်ပျော်သွားကြပါပြီမူကိုရာကတော့အပြစ်ကင်စင်တဲ့ကလေးနှစ်ယောက်ရဲ့အမေကိုဘာစင်းနဲ့ဆိုရင်ယောဂပြောင်းမလဲလို့စဉ်းစားနေပါတဲ့သူတို့မှရှိတဲ့စေးကလည်းအပြစ်မိုင်းတရားကိုသာကုသနိုင်ပြီးအတွင်မိုင်းတရားကိုတော့မကုသနိုင်တာကြောင့်ဘလို့လောက်ရမလဲဆိုတာကိုစဉ်းစားနေရချိန်မှာဖဲကအရာအလုံးကိုကုသနိုင် နဲ့ဆေးရှိတယ်လို့ပြောလာပါတော့တဲ့အဲ့ဆေးကိုနတ်တငယ်ကတခါပြောခဲ့တာကိုမူကိုရာသတိရသွားပြီဆူရီကိုငကားသွင်းတဲ့အသေးကိုပေးလိုက်ကဆေးရုပ်ကိုလောက်ခိုင်းလိုက်ပါတဲ့မူကိုရာကတော့နေမကောင်းတဲ့လူနာပြန်ပြီးအားရှိလာအောင်ဝတ်သားနဲ့ကြက်သွင်းလေးကိုလီကနှက်ထားလိုက်ပါတဲ့မိုးကြောက်ကာနီမှာခလေးတွေလည်းပြန်နိုးလာခဲ့ပြီးမူကိုရာကတော့ခလေးနှစ်ယောက်ကိုမျိုးရဲကိုပြန်ပို့ပေးမှာမို့ဖဲရဲ့ကြောဘုံကိုတတ်ခိုင်းလာကဖဲနဲ့အတူတူမျိုးရဲကိုလာကြပါတော့တဲ့မျိုးရဲကိုရောက်လာတော့ခလေးနှစ်ယောက်လည်းအော့ကိုစုံစားသူဌာနကိုသွားပြီးရောင်းမလို့ပြင်လိုက်ကြပေမဲ့မူကိုရာကငါဟိုနာရီနာရှာလိုက်တော့မင်းတို့အမေကိုကူပေးနိုင်တဲ့ဆေးကိုရှာတွေ့လိုက်တယ်လို့ပြောလိုက်ပါတဲ့ခလေးလေးနှစ်ယောက်လည်းပြောသ ွားပြီးမူကိုရာကတော့ဒီစေးရုပ်ကိုအလကားမပေးတာကြောင့်အော့ကိုတော့ပေးခဲ့လို့ပြောလိုက်ပါတော့။ခလေးရင်စီကအော့ကိုယူကခလေးတွေကိုကိုညီလိုက်နိုင်တယ်လို့ထင်ပြီးကိုဘကိုဂုဏ်ယူနေပါတော့တယ်။တကယ်ဆိုရင်ခလေးတွေကအော့ကိုရောင်းရင်လည်းသူ့အမေကိုအေးစေးတွေဆေးကုသပေးနိုင်ပါတယ်။ဒီလိုနဲ့မူကိုရာတို့တွေတဲခိုးဆောင်ကိုပြန်လာခဲ့ပြီးသူတို့တွေတန်းချင်းမှာတိုက်ခိုက်ခဲ့တာကြောင့်ဘလောက်ထိလေဗယ်မြင့်သွားပြီးဆိုတာကိုမူကိုရာစိတ်ကြည့်လိုက်ပါတယ်။ဖဲကောဆိုကြီးကနဂါဘကောကအစွဲတွေအများကြီးတက်လာပေမဲ့မူကိုရာကတော့လုံးဝကိုမတက်လာပါဘူး။မူကိုရာလည်းလေဗယ်မတက်လာတာကြောင့်စိတ်ညစ်နေချိန်မှာအစွဲတွေတစ်ခုတိုးလာနေတာကိုတွေ့လာကြောင်းနှိမ့်ကြည့်လိုက်ပါတယ်။အဲ့ဒီအစွဲကတော့လှပတဲ့ကိမ ုံလေးတွေကိုဝန်နိုင်တဲ့ကုံစုံဆိုင်ဖြစ်ပြီးမူကိုရာလည်းဒီလိုမျိုးအလှလေးတွေနဲ့အရသာရှိတာတွေကိုစားကျင်နေပါတယ်။အနောက်ကသုံးကောင်ကလည်းစားကျင်တော့တရေကြနေပြီးမူကိုရာလည်းကိမ့်မုတ်တွေအများကြီးမှားပေးလိုက်ပါတော့တယ်။သုံးကောင်သားလည်းမူကိုရာလုံပေးထားတဲ့ကိမ့်မုတ်လေးတွေကိုအားရပါးရချိန်နေကမူကိုရာကတော့တယောက်ယောက်ကိုကျွေးဖို့လုံနေသေးတယ်လို့စိတ်ထဲကနေထင်နေပါတယ်။နတ်ဘုရားမတွေကတော့အပေါ်မှာငါတို့ကိုပူဇော်ဖို့မေးနေတာဟာလို့ပြောနေကြပြီးမူကိုရာကတော့ခလေးလေးနှစ်ယောက်ကိုပေးဖို့မေးသွားတာပဲလို့စိတ်ထဲမှာတွေးနေပါတော့တယ်။